ကဲကျွန်တော်ရင်ကုန်ပြောရှင်တာရော့ဗီဒီကိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ဒီတစ်ပတ်မှာခုနှစ်သားသမီးတပတ်တာကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့16ရက်နိုဝင်ဘာလနောက်25တနင်္ဂနွေနေ့ကနေပြီးတော့22မှ2ရက်နိုဝင်ဘာလနောက်25စနေနေ့ပေါ့ဒီကာလတော်တွင်းမှာတနင်္ဂနွေသားသမီးရဲ့ကံကြမ္မာကိုကြည့်လိုက်ကြရအောင်အဲ့တော့တနင်္ဂနွေသားသမီးများအနေနဲ့ဒီတစ်ပတ်မှာ တိုက်ခိုက်အပြိုင်ဆိုင်တွေများတတ်တယ်။ဟာလာဒေါသထွက်ရတာတွေမဖြစ်မနေလုံးဝမကိစ္စမျိုးတွေဆုံးရှုံးနေတာမျိုးတွေအနေနဲ့များရှိတယ်။အခက်တွေ့တဲ့ကိစ္စမျိုးတွေစိတ်တူရတာတွေဖြစ်ဖြစ်တတ်တယ်။အဲ့တော့အလောက်ကန်စီဝိုင်းနဲ့ပတ်သက်ရင်တော့ဒီတစ်ပတ်မှာဆုံးရှုံးမှုလေးတွေရှိတယ်။လည်းရစေလို့လို့မရဘူးအမှားမှယူနေဖြစ်ပေါ်လာတတ်တယ်ပုံမှန်အစဉ်ပြေနေတဲ့အလုပ်တွေပြင်နည်းနည်းအခက်ကြုံလာမယ်ဆိုတဲ့သဘောမှရှိတယ်ငွေကြေးနဲ့ပတ်သက်ရင်အကူအညီအထောက်ပံ့ဆိုတာမျိုးတွေရတတ်တယ် ငွေကြေးကန်ကောင်းမယ်ရုတ်တရက်ဆိုသလိုမမျော်လင့်မဲ့ငွေဝင်တာမျိုးတွေဖြစ်မယ်ကို့မှာရှိနေတဲ့ငွေကြေးအကြံစီတွေကိုလက်တွေ့လှုပ်ဆောင်ခြင်းဖြစ်အောင်မြင်မယ်အခြေအိမ်တော်ရဲ့မြေတားကြီးနဲ့ပတ်သက်တဲ့ဒေါသထွက်ရတာစိတ်တူရတာမျိုးတွေကြုံရမယ်အစင်မပြေတာမျိုးတွေထပြီးတော့ဖြစ်တတ်တယ်ပညာဆိုင်ရာအင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေဒီတစ်ပတ်ထဲမှာလုံမယ်ဆိုရင်တော့အစင်ပြေမယ်အောင်မြင်မယ်လှုပ်တဲ့အခြေအနေအခွင့်လန်းပေးတဲ့အခြေအနေဖြစ်တယ်အဲ့တော့အရေးကြီးတဲ့စကားပြောဖို့အရေးကြီးတဲ့ခရီးကိစ္စတွေလုပ်ဖို့ဆိုရင်ဒီတစ်ပတ်မှာအောင်မြင်မယ်လုပ်လို့ရတယ် အဲ့ဒါဂျမ်းမာကြီးပေါ့ဂျမ်းမာကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့ဒီတစ်ပတ်မှာမတော်တဆထိခိုက်ဒဏ်ရတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ဒီတစ်ပတ်ဒီမဖြစ်မနေရေရရလောက်ဖို့တင့်တဲ့တပတ်တာကာလလို့လည်းပြောလို့ရပါတယ်ရေရရအစိုးကောင်းအားမြနေတာဖြစ်တဲ့အတွက်ကြောင့်ရေရရလောက်ထားတင့်ပါတယ်အဲ့တော့ရေရံအနေနဲ့ဘာလို့မလဲဆိုရင်တော့ဟဲ့လားငှက်စာကြွေးတာငှက်လွတ်တာနောက်ခွေးစာကြွေးတာကြောင်စာကြွေးတာမျိုးလေးတွေကိုပေါ့ပေါ့ပေါ့ပါလုပ်ပါကို့မှာရှိတဲ့ဟဲ့လားအိမ်မှာရှိတဲ့မီးจิตတို့ဓာချိုးဓာပဲ့ဓာပြက်တို့ ကကြီးကျိုးကကြီးအပြက်အပဲ့ဘူးအဲဒီလိုဟာမြို့တွေကိုစွန့်ပစ်လိုက်ပါဒါဆိုရင်တော့ရေရေအနေနဲ့အဆင်ပြေသွားမှာဖြစ်ပါတယ်နော်အဲ့တော့မိမိရဲ့အရေးကြီးကိစ္စရှိတယ်ဆိုရင်ရေရေလေးလှုပ်တာပါအဲ့တော့ဒီတနင်္ဂနွေသားသမီးမိတ်ဆွေများဒီတစ်ပတ်ကံကောင်းလက်ရှိငန်းန်းဒီရှစ်ခန်းအချိုးပြည့်တဲ့ရောင်ရွှေရောင်ဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေအတွက်လမ်းညွှန်ခဲ့တာပါ